ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ YM Audio Book Channel လေးကနေကြိုဆိုလိုက်ပါရစေ။ကျမတို့ရဲ့ Channel လေးမှာကတော့ပရာလောကနဲ့တဲထင်းရှင်ပိုကောင်းတဲ့ဇာတ်လမ်းများကို နေ့စဉ်တင်ဆက်ပေးနေတာကြောင့် Channel လေးကိုလည်း Like and Subscribe လေးလုပ်ထားပေးကြပါအောင်နော်။ဒီနေ့မှတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရေးသူရင်မင်းကမ်ဘလူရေးသားထားတဲ့ဘွားမဲစိန်နဲ့လောဘဤတားကောင်းဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါရစေ။ဒါဆိုရင်ဇာတ်လမ်းလေးကိုခုပဲစတင်လိုက်ရအောင်ပါ။ ဒီနေ့မှာတောင်ထွန်းရွာထဲမှာသတင်းစကားတစ်ခုပြန့်နှံ့လို့နေတယ်။အဲ့ဒီသတင်းကတော့တောင်ထွန်းရွာရဲ့မုတ်ဆိုးကြီးဦးခုနဲ့အမဲလိုက်ဝါသနာပါသူရွာသားနှစ်ယောက်တို့ပျောက်ဆုံးနေကြခြင်းဖြစ်တယ်။ပျောက်ဆုံးနေလို့အားလုံးကမှတ်ယူထားကြလိတော့တယ်။အကြောင်းကတော့တပတ်လောက်နဲ့ပြန်ရောက်လာကြာမှဖြစ်ပေမဲ့လေအခုတော့တပတ်ထက်ကျော်လွန်နေခဲ့ပြီ။ဒီလိုကျော်လွန်လာတဲ့ရှင်များကြောင့်လေမိသားစုများကစိုးရိမ်နေကြခြင်းဖြစ်တယ်။ အဲ့ဒီတရင်ကတဖြည်းဖြည်းနဲ့ပြန့်နှံ့လာပြီးတော့တော်အတွင်းကိုလိုက်သွားပြီးရှာဖွေကြဖို့ရွာသားများပြင်ဆင်ကြတယ်။ပြင်ဆင်နေတဲ့ရွာသားများတဲမှာမောင်အောင်နဲ့မောင်တူတို့လည်းပါရှိကြတယ်။ဟဲ့မောင်အောင်နဲ့မောင်တူနင်တို့နှစ်ယောက်ကိုပွားမဲ့ဆင်ကသူ့အိမ်ကိုလာခဲ့ပါအောင်နဲ့ငါ့ကိုပြောခိုင်းလိုက်တယ်။ရွာသူမိမငယ်ရဲ့စကားကြောင့်ကွပြစ်မှာအများနဲ့ထိုင်ပြီးစကားပြောနေကြတဲ့မောင်အောင်နဲ့မောင်တူတို့ကချက်ချင်းပဲကွပြစ်ခင်ရနေဆင်လိုက်ကြပြီ။ခဏကွာတို့ပွားစီကိုသွားလိုက်ကြအောင်မေလောင်မောင်တူတို့သွားကြစို့ အဲလိုမောင်အောင်အခြားသူများကိုပြောလိုက်ပြီးနောက်မောင်တိုးကိုခေါ်ပြီးနေရာနီထွက်သွားလိုက်တော့တယ်။ဘွားမိတ်ဆင်ရဲ့အင်စီကိုခတ်သွက်သွက်ထွက်လာခဲ့ကြရင်ဟေးဘယ်သွားကြမလို့တော့။အော်ဒါနဲ့တိုးရဲလိုက်ဖလို့အရေးကဘာထူးတုံးဟဲ့။ရွာသူအမျိုးသမီးကြီးကရွာကာလာသားကောင်းဆောင်တယောက်ဖြစ်တဲ့မောင်အောင်ကိုမေးလိုက်ပါတယ်။မောင်အောင်တော့လည်းအဲ့ဒီအမျိုးသမီးရဲ့နာမခဏရှာလိုက်ကြပြီးတော့တိုးရဲလိုက်ဖို့ကတိုင်မင်နေကြတော့မဲပြ။လူကတယောက်တမျိုးဆိုတော့မပြီးနိုင်သေးဘူးအရှိရဲ့။အေးပေါ့အေးပေါ့ ကျုပ်တို့သွားလောက်မယ်ဗျာဘွားကကျုပ်တို့အခေါ်လွတ်လိုက်တာမလို့သွားမလို့အော်အေးအေးဒါဆိုလဲသွားကြလေသွားသွားအမျိုးသမီးကိုနှုတ်ဆက်ပြီးတော့ဘွားမဲဆိုင်အိမ်ကိုဆက်လျှောက်လာခဲ့ကြတယ်ဘွားမဲဆိုင်ရဲ့အိမ်ဝါကိုရောက်တဲ့အခါမှာတော့အိမ်ချန်ဝိုင်းတကလည်းအသင်းဖွင့်ထားတယ်သူတို့နှစ်ဦးချန်ဝိုင်းထဲကိုဝင်ကြတဲ့အခါမှာတော့ကိုပြစ်မာထိုင်ပြီးပြောင်းမှုဆက်လိကြီးကိုဖွာရှိုက်နေတဲ့ဘွားမဲဆိုင်ကိုတွေ့လိုက်တယ်ဘွားမဲဆိုင်ကလည်းသူတို့နှစ်ဦးကိုကဲလာကြလာကြဘွားကမောင်ရင်တို့လောက်စောင့်နေတာကွ ။ဘာအကြောင်းရှိလို့လဲပေါ့။ကျုပ်တို့လည်းအလုံများလို့ဘွားစီကိုမလာမိကြဘူး။မောင်အောင်ကကုတ်ပြစ်မှာဝင်ထိုင်နေပြောလိုက်တယ်။ဘွားမေစင်ရလေ။မောင်ရင်တို့ကတော်ရဲလိုက်သွားကြမဲ့ကိစ္စအတွက်အလုံများနေကြလား။ဟုတ်တယ်ဗျ။ကျုပ်တို့ကတော့စောင့်ကြည့်ကျင်သေးတယ်။ဒါအိုကျန်တဲ့တစုကအချိန်မစွဲကောင်းဘူးဆိုပြီးတော့လိုက်ဖို့ပဲပြောနေကြတော့ငွေကွဲမရဖြစ်နေကြတော့မှပဲ။အေးမောင်ရင်တို့ကိုဘွားခေါ်တာလေဒီကိစ္စပဲ။ ဘောင်းမဲဆိုင်ကပြာမှုဖက်ဆက်လက်ကြီးကိုမန်ပါပါတောက်နေပြီးရနောက်ခနာကြောင်မှာတော့နှိမ့်သက်ပြစ်လိုက်တော့တယ်ဒီကိစ္စဆိုတော့ဘာများလဲပေါ့ရဲ့အဲ့လိုမောင်အောင်ကစိတ်ဝင်တစားနေမိလိုက်တယ်မောင်တို့ကလည်းစကားဝိုင်းမှာဝင်မပြောဘဲနဲ့နားထောင်နေခဲ့တယ်အမ်မောင်ရင်တို့တွေကဘွားတော်တွေကိုလိုက်မသွားစေချင်ဘူးအမ်ဒါနဲ့မောင်ခိုးတို့တော်လိုက်ထွက်တာဘယ်တော့ရောကွဲ့တားကောင်ရှာတာဆိုတော့တပန်းတော်ထင်နေပြမောင်အောင်ကချက်ချင်းပဲပြန်ပြေးလိုက်တယ် တောင်ထုံးရွာရဲ့အနောက်စုစုမှာတောတခုရှိတယ်။အဲဒီတော့ကသားကောင်ကြီးမရှိပါ။အခုမိုးဆိုးကြီးဦးခုလိုသွားတဲ့တော့ကတပန်းတော့အမည်ရှိတယ်။အဲဒီတော့ကတော့တညာလောက်အိတ်ပြီးတော့သွားရပါတယ်။အေးဘွားပြောတာမောင်ရင်တို့တေချာမှတ်ထားကြ။နောက်နှစ်ရက်နေမောင်ခိုးတို့တုံရောက်ပြန်ရောက်လာကြလိမ့်မယ်။ဒါပေမဲ့တယောက်ကတော့အသက်ပါလာမှာမဟုတ်ဘူး။ဒါဟုတ်တော့ဘသူ့ကိုမှမပြောလိမ့်နဲ့။ကြားကြရဲ့လားမောင်ရင်တို့။ဟုတ်ကဲ့ပါ။ဒါဆိုကျုပ်တို့ကဘာဆက်လုပ်ရမှာလဲ။ မောင်ဝင်တို့လောရမှာဘွားအားလုံးကိုနောက်နှစ်ရက်လောက်အချိန်လေးစောင့်ကြည့်ပေးကြဖို့မှာလိုက်တယ်ဆိုတော့ပြောပြပေးရုံပဲဟုတ်ကဲ့ဘွားကျုပ်တို့အားလုံးပြောလိုက်ပါမယ်မောင်အောင်ရဲ့ဖြေဆုံးမှာတော့ဘွားမဲဆင်ရသူ့ရဲ့ခေါင်းကိုတငိမ့်ငိမ့်နဲ့ပြုတ်မှုလိုက်တယ်ဒီလိုနဲ့မောင်အောင်နဲ့မောင်တို့တို့ဘွားမဲဆင်အင်အားနဲ့တခဏလောက်နေပြီးနောက်ပြန်လာခဲ့ကြတယ်။အပြန်လမ်းမှာတော့ကိုကြီးအောင်ဥက္ခိုတို့ဘာဖြစ်ကြလဲမသိဘူးနော်။ဘွားပြောလိုက်တဲ့တယောက်သေးတယ်ဆိုတာဘသူလို့ထင်တော့ကျုပ်တို့ရော သွားခဲ့လို့မရအောင်လား။အင်းမင်းပြောသလိုပဲသွားခဲ့တယ်ပဲထား။တို့တွေလည်းတောထဲမှာအခက်တွေ့ရင်ပိုဆိုးတာပေါ့။ဘွားအကြောင်းလည်းမင်းသိရနဲ့။ဝါလူတွေကိုကဲတင်နေရလေ။အခုလို့ပြောတာကလည်းအကြောင်းရှိမှာပဲ။အဲ့တော့တို့တွေကဘွားပြောသလိုလုပ်ပေးကြအောင်ပဲပေါ့ကွာ။အင်းပါဗျာ။ကျုပ်ကသဘောပြောတာပါ။မောင်နဲ့မောင်တို့တို့ဘာစကားမှဆက်မပြောပြကြတော့ရွာတကြီးဦးနောင်ချူရဲ့အိမ်ကိုရောက်သွားပြီးတော့ဘွားမေစင်ရဲ့အမစကားကိုပြောပြလိုက်ကြတယ် အဲဒီစကားတကြည်ဥနာချွာနေတဆင့်တောအလိုက်သွားဖို့ဆိုင်းပြင်းနေကြတဲ့ရွာသားများထံကိုရောက်ရှိသွားတော့တယ်။ဘွားမိတ်ဆင်ရဲ့စကားကိုဘသူအားမှမငင်းဆန်ဝင်ကြပါ။ဘွားမိတ်ဆင်ပြောသလိုပဲအချိန်နှစ်ရက်လောက်စောင့်ပြီးကြားလိုက်တော့တယ်။အချိန်နှစ်ရက်ကတဖြည်းဖြည်းနဲ့ကုံဆုံးလို့လာခဲ့ပါတယ်။အမှန်ပဲအဲဒီနှစ်ရက်ကုန်တာနဲ့ဘွားမိတ်ဆင်ပြောသလို မုတ်ဆိုးကြီးဥခုတို့၃ယောက်ရွာကိုပြန်ရောက်လာကြတယ်။နောက်တစ်ခါလဲဘွားမိတ်ဆင်ရဲ့အပြောတိုင်းပါပဲ။ရွာသားတယောက်ရဲ့အလောင်းလေးပါရှိလာခဲ့ကြတယ်။ မုံဆိုးကြီးဦးခုနဲ့အတူလိုက်ပါသွားသူကရွာလေပိုင်းကညီကိုဖြစ်တဲ့စိုးကြော်နဲ့စိုးအောင်ညီကိုတို့ဖြစ်တယ်။အခုသိဆုံးတာအငယ်ကောင်ဖြစ်တဲ့စိုးအောင်မေဖြစ်တယ်။စိုးအောင်တရားတာကနှာတိုးကြိုက်တယ်လို့မုံဆိုးကြီးဦးခုကပြောပါတယ်။နှာတိုးဆိုတာတော့မပွေးကိုပြောခြင်းဖြစ်ပါတယ်။အဲ့ဒါထပ်ပို့ပြီးဘာစကားမှမေးလို့မရတာကြောင့်အားလုံးကလည်းမုတ်ဆိုးကြီးဥခုနဲ့စိုးကြော်တို့ဘာစကားမှမမေးကြတော့ပါစိုးအောင်ရဲ့အာသူပါကရွာလူတွေရဲ့ကူညီနဲ့ပြီးဆုံးသွားခဲ့လိုက်တယ် ။စိုးအောင်ရင်အတူပါပြီးနောက်တရက်မှာတော့မုံဆိုးကြီးဦးခေါ်ကဘွားမဲစင်အင်ကိုရောက်လာခဲ့တယ်။ထို့အခါမှာဘွားမဲစင်အင်မှာမောင်အောင်နဲ့မောင်တိုးတို့ရောက်ရှိနေကြတယ်။ဟာဦးခေါ်လာလိပြောင်းမောင်တိုးကဝိုင်းထဲကိုဝင်လာတဲ့ဦးခေါ်ကိုပြစ်မှာထိုင်နေနဲ့လမ်းခေါ်လိုက်တယ်။မောင်တိုးတို့မြင်တဲ့အခါဦးခေါ်ရဲ့မျက်နှာကအနှင်းငယ်ပြတ်သွားတယ်။မောင်တိုးတို့ကမသိပေမဲ့လည်းဘွားမဲစင်ကမြင်တယ်။ကဲလာထိုင်မှာမောင်ခေါ်ရဲ့ဘာရီများတွေ့ဝေးနေတာတော့ဘာဘာမှမဟုတ်ပါဘွားရဲ့ မုတ်ဆိုးကြီးဥခုရဲ့ထင်းငုံနေတဲ့စကားများတည်ယုံနေတဲ့အမူအရာများကြောင့်ဝါမိတ်ဆင်ကမုတ်ဆိုးကြီးဥခုကိုကြည့်လိုက်ပြီလာအရှင်ဝင်းထိုင်ဘွားကိုမောင်ရင်ပြောချင်တာရှိနေရဲ့မလားအခုရောက်နေတဲ့မောင်အုံးနဲ့မောင်တိုးဆိုတာဘွားရဲ့သားတွေလို့ဖြစ်နေတဲ့သူတွေဘာမှမစိုးရင်ပါနဲ့ဟုတ်ကဲ့ဘွားမိတ်ဆင်စကားကြောင့်မလို့မုတ်ဆိုးကြီးဥခုရဲ့မျက်နှာကပြန်ပြီးတော့ကြည်လင်သွားပြီးကိုပြစ်မှဝင်ပြီးတော့ထိုင်လိုက်တော့တယ်ကျုပ်ဘွားကိုရင်ဖွင့်စရာရှိလို့ပါဗျာ ဒီเจ้าတွေကိုအခြားသူတွေကိုလည်းမပြောပြချင်ဘူးပြောပြလို့လည်းမတင်ဘူးလို့ကြောက်ထင်တယ်။မောင်ရင်တို့တောထဲမှာကြုံခဲ့တဲ့အကြောင်းများလား။ဘွားမေးစိန်မိလိုက်တဲ့အခါမှာတော့မုံဆိုးကြီးဥခုဟာခေါင်းကိုညိတ်ပြတယ်။ဟုတ်တယ်ပေါ့။ကြုံပြောလို့တော့အဲ့ဒီเจ้าမေး။အင်းပြောလေဘွားလည်းသိချင်နေအောင်။မုံဆိုးကြီးဥခုပြောပြမယ့်အကြောင်းကိုမောင်အုံးနဲ့မောင်တို့တို့နှစ်ယောက်ကလွန်စွာစိတ်ဝင်စားနေကြတယ်။မောင်တို့ကရင်နွေးကွက်များအတွင်းမှာရင်နွေးများကိုလိုက်ငယ်ပေးထားလိုက်တယ်။မောင်အုံးကတော့ ဇမင်ရှိကြီးကိုဖြစ်တယ်လို့ထုံးပွဲထားပြီးမျက်နှာထံမှာမုန်းစိတ်မွေးမြောင်အဖိုးထက်များရှုံ့ရှက်ခတ်နေတဲ့မုတ်ဆိုးကြီးဦးကိုကြည့်နေခဲ့ပါတယ်။မုတ်ဆိုးကြီးဦးကိုပြောမယ့်အကြောင်းအရာများကိုတေချာနားထောင်နေခြင်းဆိုလဲမမှားပါဘူး။အဒီနီယာမုတ်ဆိုးကြီးဥက္ကုနဲ့တူစိုးကြော်တို့ညီကိုနဲ့တော်ရဲကိုလိုက်ပါခဲ့ကြတယ်။မုတ်ဆိုးလုံးကိုမလုပ်ဖူးပါပေမဲ့လည်းငှက်ပြဲထွက်လေးရှိတဲ့စိုးအောင်ကတော်ကိုလိုက်ချင်ခဲ့တယ်။ညီဖြစ်သူစိုးအောင်ကိုစိတ်မချလို့အကူဖြစ်တဲ့စိုးကြော်ကလည်းလိုက်ပါခဲ့ရတယ်။ ုံဆိုးကြီးဥက္ကုမှာအသားကပြတ်ဖို့လို့ဒူးလေးတလက်တချုံရှိတလက်ပါလေစိုးအောင်မှာကတော့လှန်တစ်ချောင်းလောင်လေးကတလက်ပါလာတယ်စိုးကျော်မှာကတော့တရှိတလက်သာပါလာခဲ့တယ်သူတို့တော့ဟာတညာအိတ်ခီးနဲ့တပန်းတော့ကိုရောက်လာခဲ့ကြတယ်တော်ရဲမှာအသားကောင်ရှောက်ွေးချိန်မှာအသားကောင်ငယ်များဖြစ်ကြတဲ့တော်ကြက်များငှက်များကိုစိုးအောင်ကမပြစ်ခတ်ခြင်းအသားကောင်ကြီးများဟူတာပြစ်ခတ်လိုပါတယ်မုံဆိုးကြီးဥက္ကုဟာစိုးအောင်ရဲ့သဘောတိုင်းသာနေပေးပါတယ် ဒီလိုနဲ့တောအောင်ရောက်ရှိတဲ့လေးရတာကာလတွင်တားကောင်မပြည့်ခတ်နိုင်သေးကြပါယူဆောင်လာကြတဲ့အရန်ဟင်းများတို့သာချက်ပြုတ်စားတော့ကြရတယ်မထူးဘူးကရှေးဟာတပန်းပင်တော်မှာလင်းစင်ထိုးထားမယ်တပန်းသီးလာစားတဲ့တောကောင်ကိုတို့တွေပြစ်ခတ်ကြတာပေါ့အဲ့လိုမိုးဆိုးကြီးဥက္ကဟာပြောလိုက်တဲ့အခါမှာတော့ကြံတဲ့နှစ်ယောက်သားလည်းသဘောတူကြတယ်ဒီလိုနဲ့လင်းစင်ထိုးကြရင်လည်းတားကောင်လာအောင်စောင့်ကြည့်ကြတယ်စောင့်ကြည့်နေစမှာပဲသူတို့ရဲ့မြင်ကွင်းကိုရောက်လာတာကတောကြောင်တကောင်ဖြစ်နေတယ် ဒါပေမဲ့လို့တားကောင်ကြီးသာရလို့တာကြောင့်အဲ့ဒီတောကောင်ငယ်ကိုမပစ်ခတ်ကြပဲနဲ့လက်ဆောင်ပေးလိုက်ကြတယ်။ထမ်းမှန်ဆောင်ကြည့်ကြတဲ့အခါမှာတော့ကြီးတကောင်ကတဖန်းသီးမြောက်ကိုအေးအေးလူလူစားတောင်းနေခဲ့တယ်။မုံဆိုးကြီးဥခုကလည်းပါဇက်မှာကုန်းမြောက်ဝါနေနေကြီးကိုအကဲခတ်နေခဲ့တယ်။ဥခုပြစ်လီပြောင်းစိုးအောင်ကလေတန်းဖြော့ဖြော့နဲ့ပြောလိုက်တယ်။ထိုအခါမှာတော့မုံဆိုးကြီးဥခုကစိုးအောင်ကိုလက်ကပြကောင်ပြစ်လို့မဖြစ်ဘူးဟာ။သူ့မှာကိုဝင်းနဲ့ မုံဆိုးတို့စီတိုင်းပဲမျိုးရှိတဲ့သားကကိုဥခွာမပြစ်ခတ်ပါဒါပေမဲ့လို့ဆိုးအောင်ကတော့စူဖြိုးလာတဲ့အဲ့ဒီကြီးကိုပြစ်ခတ်လိုပါတယ်ဒါကြောင့်မုံဆိုးကြီးဥခွလက်ကဒူးလေးကိုတောင်းယူလိုက်တယ်ဥခွာဆိုးအောင်ရဲ့လုပ်ရဲ့ကြောင့်ကြောင်အံပြီးတော့ကြည့်နေမိချိန်မှာဆိုးအောင်ကကြီးကောင်ကိုဝီးကနေပြစ်ခတ်လိုက်တော့မကျွမ်းကျင်ပေမဲ့လေငှက်ပြစ်ခတ်နေကြဖြစ်တဲ့ဆိုးအောင်ရဲ့လက်ကကြီးကောင်ရဲ့ဝမ်ပိုက်ကိုထိုးဆိုင်သွားစေတယ်ဒူးလေးနဲ့ပြက်ခတ်ခံရတဲ့ကြီကောင်ကဝမ်ပိုက်ပေါက်သွားပြီမယ်လေ။ကြောက်လန့်စိတ်ကြောင့်ပြေတော့တယ် လခွန်းကွာမင်းကိုမပြစ်ပါနဲ့ဆိုမုံစိုးကြီးဥက္ကဝါသူ့ရဲ့ပါဇက်အတွင်းကကွန်မြောင်းကိုဖွီးကနေထွေးထုတ်ပြီးစိုးအောင်ပြောလိုက်တယ်။စိုးအောင်ကတော့ထွက်ပြေးသွားတဲ့ကြီကောင်ရဲ့နောက်ကိုသာအသေးအတန်ပြေးလိုက်တော့တယ်။စိုးကျော်နဲ့မုံစိုးကြီးဥက္ကဝါကလင်းစင်ပေါ်မှာသာကြံ့ရင်ခဲကြတယ်။အချိန်ကြာလာတဲ့အခါမှာတော့စိုးအောင်တရားပြန်ပေါ်မလာတာကြောင့်မုံစိုးကြီးဥက္ကဝါတို့နဲ့ကစိုးအောင်ကိုရှာဖွေလိုက်ရတော့တယ်။အဲဒီလိုရှာဖွေတဲ့အခါမှာတော့တစ်ပင်တစ်ပင်ရဲ့အရှိမလဲကြနေတဲ့ကြီးတကောင်နဲ့ အဲ့ဒီဂျီကောင်ရဲ့အနီးမှာပဲလဲကြနေတဲ့စိုးအောင်ကိုတွေ့လိုက်ကြရတယ်။သူတို့တွေ့ရှိချိန်မှာစိုးအောင်ကအသက်မရှိတော့ပါစိုးကြော်တရားညီဖြစ်သူကိုကြည့်လိုက်တဲ့အခါမှာတော့ညီဖြစ်သူစိုးအောင်ရဲ့ခန္ဓာကိုယ်ကပြာနှမ်းပြီးတော့နေတယ်။မုံစိုးကြီးဥက္ကူကတောမုံစိုးပေမလို့အခြေအနေကိုကြည့်လိုက်ပြီးစိုးအောင်ဒီဂျီတေကိုတွေ့ပြီးတော့ဝမ်းသာအားရလာပုံပဲ။တင်းကဒီတခေါင်းဝအနှာတို့မမြင်တော့ဟိုကသူ့လမ်းကြောင်းပိတ်တော့ကြိုက်ထက်လိုက်တာပေါ့ကွာ။ အဲလိုပြောလိုက်တဲ့အခါမှာတော့စိုးကြော်တယောက်ညီဖြစ်သူအတွက်စိတ်မကောင်းဖြစ်နေရတော့တယ်။ဒီလိုနဲ့ဂျီသေးကိုအမဲဖြတ်ပြီးရင်တော့စိုးအောင်ရဲ့အလောင်းကိုရွာအောင်ပဲတဲလာခဲ့ကြတော့တယ်။မုံစိုးကြီးဥက္ကိုပြောပြတဲ့စိုးအောင်ရဲ့ဖြစ်ပျက်ကြောင့်မောင်အောင်တို့စက်သိန်းများပင်ထားကြတယ်။ဘွားမဲဆင်ရစိုးအောင်ရဲ့ဖြစ်ကိုသိရှိသွားတဲ့အခါမှာတော့ခေါင်းလေးတငိမ့်ငိမ့်နဲ့ဘယ်တက်နိုင်မလဲမောင်ခိုရေလောဘရဲ့အစာကျွေးတော်ခံရတော့လောဘစောတိုက်ပြီးဖြစ်ကုန်တာပေါ့။အဲလိုသာပြောလိုက်ပါတယ်။ ဒီအကြောင်းကိုမော်ဆိုးကြီးဦးခွန်နဲ့စိုးကျော်ဘွားမဲစိန်တို့သာသိရှိကြပါရယ်ပရိသတ်များရှင်ဇလန်းလေးရောဒီမှာပဲပြီးဆုံးသွားပါပြီအခုနောက်ဆင်ကြရတာကတော့စာရေးသူရင်မင်းကန်ဘလူရေးသားထားတဲ့ဘွားမဲစိန်နဲ့လောဘဤသားကောင်းဆိုတဲ့ဇလန်းလေးပဲဖြစ်ပါရယ်နောက်ရက်ဒီမှာလဲဇလန်းကောင်းလေးများစွာအောင်နားဆင်နိုင်ဖို့အတွက်ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးကြပါဦးနော် အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်